ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကဥမိုးအောင်ပါဥမိုးအောင်ဟုတ်ကဲ့ဟုတ်ပြီအသက်40ပါဆရာကြီးအရွယ်ကောင်းပါနော်ထိုင်းပါပါဟုတ်ပြီစီအောင်ချံမှာအလုပ်လုပ်ပါတယ်တဲ့ဟုတ်ပြင်မမယ်ဟုတ်ကဲ့ဆရာကြီးစီအောင်ညာဆိုတာလေဟုတ်ကဲ့ဟိုတော်တော်ကိုပြင်မမယ်ဟုတ်ကဲ့ပါဆရာသူကဆက်ရတာပြိုးရတာရောနောက်ဟိုတက်ရှင်းမှုရောဟုတ်ကဲ့ပါဆရာနောက်အကောင်ဘလောက်အန်ဒီရောတော်ရမှာဟုတ် ဟုတ်ကဲ့ပါဆရာကြီးเนาะအဲ့လိုသတိထားမှာဟုတ်ပြီဆရာကြီးခင်ဗျာတဲ့ channel မှာအလုံးလုံးရင်းနဲ့စီအောင်ပင်ပေါ်ကတဲ့စီအောင်ပြီးပြုတ်ကြလို့တဲ့ကြော်ရိုးကျိုးသွားပြီးတဲ့ခွဲစိတ်ထားရပါတယ်တဲ့ဟာဖြစ်နိုင်ရင်ဖနာကိုလေဟုတ်ကဲ့ဆရာကြီးဟိုကံဘုတ်စာခြေတော်အဲ့လောက်တရားပြောရဖနာလို့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဖနာမျိုးစီးပါလို့ဆရာအကြံပေးခြင်းလေဟုတ်ကဲ့ဆရာကြီးအဲ့ဖနာမျိုးကလည်းနှမျိုးရှိတယ်အမျိုးအစားညံ့ရင်တော့ ထူပြီးလေးတယ်ဟုတ်မျိုးစားကောင်းရင်ပို့ပေါ်ပါပါလေးနဲ့လေအဲ့လို family ရွေးစီပါလို့ပြောကြပါလေဟုတ်ကဲ့ပါဆရာအခုကြောရိုးမှာတဲ့စတီးရိုးထည့်ထားရပါတယ်တဲ့ဩအဲ့ဒီခွဲထားတဲ့နေရာကတဲ့တစ်ခါတစ်ခါပြန်ပြန်လာလို့တဲ့မေးကြည့်တာပါတဲ့စင်းနီလေးရှိရင်လမ်းညွန်ပေးပါခင်ဗျာစင်းနီလေးပြောမယ်နေနီတိုင်းနီလေးပြောမယ်ဟုတ်ကဲ့ပါဆရာပလက်ကထိုင်လုံးဝမထိုင်ပါနဲ့ဟုတ်ကဲ့ပါမှုရနဲ့မအိပ်ပါနဲ့ဟုတ်ကဲ့ပါနော်စင်းနီရတော့ မြန်မာတိုင်းရင်းစီးရဲ့အနှစ်ချုပ်ကအပူနဲ့အေးနှစ်ခုပေါ့နော်ဟုတ်ကဲ့ပါဆရာအပူနဲ့အေးနှစ်ခုမှာသားယောဂါကိုဆရာကြီးကသတ်မှတ်တာအပူလွန်တယ်လေဟုတ်ကဲ့ပါဆရာတော့အပူကိုလုံးဝမလိမ့်ပါနဲ့ဟုတ်ကဲ့ပါဆရာဥမာအဖြစ်ဒီဇောဘန်းတို့ရာဘန်းစီတို့ကဲ့သို့ပေါ့ဥမာပြောတာနော်ဟုတ်ကဲ့ပါဆရာအပူမလိမ့်ပါနဲ့လေးရမှာအေးတာကိုလိမ့်ပါအဲ့ဒီအေးတာကိုလိမ့်တာတဲ့အခါမှာလည်းပဲခက်ခဲမှုတဏ္ဍာခါနဲ့ကရမက်လိမ့်တာကိုရတယ်ဟုတ်ကဲ့ပါဆရာနော် တဏ္ဍာနဲ့ကရမက်ဆိုတာနေရာတိုင်းမှာရှိတယ်လေဟုတ်ကဲ့ပါဆရာကိုရှိမှဘယ်လိုဖြစ်လဲပဲကိုတိုင်းမြေတဏ္ဍာအခဲလေးကြီးကရမက်အခဲလေးရှိတယ်လေပါလို့ရတာအဲ့လေးကိုနေ့တဏ္ဍာညကရမက်ဒိန်ကြီးအဖြစ်ဒါယောဂအတိတတကောင်းမှမှာပါလို့အားမငယ်ပါနဲ့လို့ပလက်ကထိုင်လုံးဝမထိုင်ပါနဲ့မှုရနေမဲ့အိပ်ပါနဲ့ဟုတ်ကဲ့ပါနော်တင်ပြပြနေပဲအိပ်ပါအလေးအပြုံနောက်ထပ်ထပ်မမမပြောင်းစိတ်လက်မှန်ပါ မလုံးမြောင်သတိထားပါအဲ့ဒါကိုအနည်းဆုံးနှစ်နှစ်လောက်နှစ်နှစ်လောက်ဆောင်စီရမယ်ဟုတ်ကဲ့ပါဆရာရှောင်းမယ်ပေါ့နော်ဟုတ်ကဲ့ပါတခါကျအမျိုးသားတွေရဲ့သဘာဝဒီရယ်ဆိုအလုပ်ကလုပ်အမြင်မတော်ရင်ဝင်မလိုက်ချင်တာတို့ဟုတ်ကဲ့ပါဆရာအာဝင်တွုံးလိုက်ပါတို့ဝိုင်းဆွဲလိုက်ပါတို့ဆိုအမျိုးစိတ်ကရှိရတဲ့ထက်တယ်များတော့အဲ့ဒါလေးတို့သတိနဲ့ထားပြီးရှောင်းလိုက်ပါဦးလို့နော်ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်ကောင်းပါပြီ အားလုံးအစာဝအနာကင်းဘုရားရှင်ကြပါစီဗျာ။